မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအနီးရဲ့အသွေးအသွေးကကင်ဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဇွန်လ24ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့စကိုင်းတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်း။ အတွင်ကူပြောင်းရေးကာလတရားမျှတမှုဆိုင်ရာပေါင်းဆက်ညှိနှိုင်းမှုအစည်းအဝေးပြုလုပ်တဲ့တည်။ကန်းတောင်စကန်သိန်းတိုက်ပွဲအတွင်ဖမ်းဆီးရမိတဲ့စစ်သုံးမန်းထဲမှာအထမစစ်သားစုဆောင်းခံရသူအသက်15နှစ်အရွယ်ကလေးစစ်သားပါဝင်နေတဲ့တည်။အကြံဖတ်စစ်တပ်ရဲ့ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူအဖြစ်ရောက်ရှိလာတဲ့အကြံဖတ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေတိုက်ခိုက်တဲ့တည်။နေဦးတော်လန်ရေးကာလအတွင်ကြာဆုံးခဲ့ရသူပေါင်း6813ဦးအထိရှိပြီဖြစ်တယ်လို့ AABB ထုတ်ပြန်လိုက်တဲ့တည်နဲ့ဒီကနေ့အတွက် မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တည်င်းတွေပဲဖြစ်ပါတယ်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့စကိုင်းတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တည်င်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့စကိုင်းတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေးကိုဇွန်လ23ရက်နေ့ကမွန်လွယ်3နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကိုဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အရင်နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုတာများကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွဲဆောင်ပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့စကိုင်းတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ရေးရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာပေါင်းဆက်ညှိနှိုင်းမှုအစည်းအဝေးပြုလုပ်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မြူဒန်ညညရေးအစိုးရတရားရေးဝန်ကြီးဌာနရဲ့တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနကကြီးမှုပြီးတော့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာပေါင်းဆက်ညှိနှိုင်းမှုအစည်းအဝေး Transitional Justice Coordination Meeting ကိုဇွန်လ22ရက်နေ့ကညနေ3:30မိနစ်အချိန်မှာပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်အသိပေးထားပါဗျ။အစည်းအဝေးမှာတရားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးသိန်းဦးရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါဗျ။ဆက်လက်ပြီးအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆရာပြည့်ရက်ရှည်မုံမှန်တင်နှံမှာပေါဝင်တက်ရောက်ခဲ့ကြတဲ့နိုင်ငံဝန်ထမ်းတွေကအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုနဲ့ပတ်သက်တဲ့လှုပ်ဆောင်နေကြတာတွေ ရှေ့ဆက်လှုပ်ဆောင်ကြရမယ့်လုပ်ငန်းတာဝန်တွေကိုအသီးသီးတင်ပြဆွေးနွေးခဲ့ကြတာအကြံပြုတာတွေနဲ့အပြန်အလှန်ဆွေးနွေးဖလှယ်တာတွေကိုပြုလုပ်ခဲ့ကြပါတယ်။အရင်နောက်ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကဆွေးနွေးချက်တွေကိုအတူပူးပေါင်းဆောင်ရွက်ပြီးအကောင့်ထဲပေါ်ရေးဆွေးနွေးခဲ့ပါတယ်။အစည်းအဝေးမှာအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆရာပြည့်ရရှိမုံမှန်တင်နန်းမှာပါဝင်တက်ရောက်ခဲ့ကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာန၉ခုမှတာဝန်ပေးအပ်ထားတဲ့နိုင်ငံဝန်ထမ်းများပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ကန်းတောင်စကန်းသိန်းတိုက်ပွဲအတွင်ဖမ်းဆီးရမိတဲ့စစ်တုံးမှန်းထဲမှာအဓမ္မစစ်သားစုဆောင်ခံရသူအသက်15နှစ်အရွယ်ကလေးစစ်သားပါဝင်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်ကန်းတောင်အကျန်းဖတ်ရဲစကန်းသိန်းတိုက်ပွဲအတွင်ဖမ်းဆီးရမိတဲ့စစ်တုံးမှန်း၄ဦးထဲမှာအဓမ္မစစ်သားစုဆောင်ခံရသူ၃ဦးပါဝင်ပြီး၁ဦးမှာအသက်15နှစ်အရွယ်ကလေးစစ်သားဖြစ်နေတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကထုတ်ပြန်ပါတယ်။ ကိုပိုင်မှာတော့တောင်မှုတောင်မှုတုံးကို6ချောက်တော့ဒီစရဲရောက်လာတော့ရန်ကုန်မှာအပင်ရောင်းနေနေပေါ်တာနဲ့မိရဒီပြီးတော့သူတို့ဟိုတန်တန်းညံတန်တန်းညောင်းပို့ရပေါ့တာ15နဲ့15နဲ့တန်တန်းညောင်းပို့တော့ဒီမှာတန်တန်းညောင်းကိုရောက်ရဲတောင်တွင်းကြီးဆောက်ကြခေါ်အမှတန်တန်း9လာတက်လာတယ်9လာတက်ပြီးတော့တန်တန်းဆင်းသွားတော့ တက်ကိုရောက်သွားတယ်။အမမိုးမန်နှစ်ပတ်တက်ကလေ။မိုးမိုးမန်နှစ်ပတ်တက်ပြီးတော့အေးအမတလားလောက်နေရတယ်။တလားလောက်နေရပြီးတော့လို့ဟိုတရေရလာခေါ်တယ်။လာခေါ်ပြီးတော့တရေလောက်နေပြီးတော့တန်းပြီးတော့ဟိုရဲလင်းနဲ့ဟိုအေးအမတိရောက်ပို့ပဲ။ဘယ်တော့မှမရစူးတာပဲ။ တာဝင်းမူတာဝင်းမူ1383တက်တာတဲ့ကျွန်တော်ကရန်ကုန်ဝေးဝေးခွဲကနေပေါ်တာဆွဲခံရခြင်းဖြစ်ပါတယ်ဝေးဝေးကနေပေါ်တာဆွဲခံရပြီးတော့ပင်လောင်းကိုရောက်သွားပါတယ်ပင်လောင်းကိုတင်းလောင်းတင်းနန်း၅လနဲ့တစ်ပတ်တက်ခဲ့ရပါတယ်၅လနဲ့တစ်ပတ်တက်ပြီးတော့တရတဲ့ဟုတ်လောက်ခါတရတဲ့မုံမ2လောက်ကိုလောက်တက်ရပါတယ် အားလည်းကနင်ကားကတက်ရင်ကိုတော့ရောက်သွားပါတယ်တက်ရင်ကတော့ပရိတ်လှုပ်ရဲပါရဲ့နဲ့နှစ်လာဘွဲလောက်ကြာသွားအားနဲ့လှုပ်ရှားထွက်ရပါတယ်လှုပ်ရှားဟိုဘက်ကားလန်ကားတောင်းဘူးရွာဘက်ကပါစာ143 233တက်တာရေကျွတ်ကျွတ်ဖြစ်ပါတယ်ကျွန်တော်တင်းနေရကားတက်ဘန်သူကနေတင်းနေဆင်းလာတော့ ောက်ဖို့တက်မှာတ냐အိတ်တ냐အိတ်ပြီးတော့မုံရွာကိုဝိုင်းအိတ်နဲ့သွားပါတယ်အမကိုတိုက်ပွဲဝင်စီယုံရေးတင်တန်းကျောင်းမှာ14ရက်တတီမုံမှတက်ခဲ့တယ်မုံမှတက်ပြီးတော့ရောတက်ခွေငါကိုနှစ်ရက်သွားပါတယ်တ냐တ냐အိတ်ပေါ့တ냐အိတ်သွားပြီးတော့လက်နဲ့တက်ဆင်ပြီးတော့ကျွန်တော်ဒီအင်မတီရွာကိုလေရင်နဲ့လာပါတယ်ပထမဆုံးလေရင်မှာကျွန်တော်ပါတာပါ25ရက်ဒုတိယမှုဝင်းမင်းမင်းတို့ဦးစီး ပြီးတော့အမှကျွန်တော်လူတွေဖြန့်ခွဲပါတယ်ဖြန့်ခွဲပြီးတော့ချင်းချင်းတိုင်းပြီးတော့ထွက်တယ်ထန်းတော်ထဲမှာတညာရိုက်တယ်အဓိကကျွန်တော်တို့တာဝန်ရတော့အပကြီးဘုံကြီးရဲ့ငင်းမိုင်းအသေးလေးတွေရဲ့ပြီးွားလို့ရှိရင်ကြည်ကြံရဲ့တော့ပို့မယ်ပြီးွားလို့ရှိရင်ဟိုကတက်ပြောင်းမယ်အရမစစ်သားစုဆောင်ခံရသူအသက်15နှစ်အရွယ်ကလေးစစ်သားမောင်နေထလင်းက ရန်ကုန်မြို့မှာအကင်လိုက်ရောင်းရင်အကျန်းဖတ်စစ်တပ်ရဲ့ပေါ်တာဆွဲခံရတာဖြစ်ပြီးတော့ရှေ့တန်းစစ်မျက်နှာကိုပို့ဆောင်ခံရတာလည်းဖြစ်ပါတယ်။ကန်တောင်ရန်သူရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့အတူတော်လှန်ရေးပူးပေါင်းအဖွဲ့ကဇွန်လ2ရက်နေ့မှ19ရက်နေ့အထိ18ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးအကျန်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးကိုအရှင်ဖမ်းမိခဲ့တာပါ။ဖမ်းဆီးရမိတဲ့စစ်တုံးပန်း၄ဦးထဲမှာအတ္တမစစ်သားစုဆောင်းခံရသူတပ်သား၃ဦးနဲ့ 1996ခုနှစ်ထဲကရဲတပ်ဖွဲ့ဝင်ဖြစ်ခဲ့တဲ့ရဲအရာခံဗိုလ်တဦးတို့ကိုတိုက်ပွဲအတွင်ဒဏ်ရာများနဲ့အရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံအထမစစ်သားစုဆောင်ခံရသူစိုးတာကရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်အောင်မင်္ဂလာဝေးပြေးကားဝဲမှာပေါ်တာဆွဲခံရတာလို့ပြောပါတယ်။အထက်ပါစစ်တုံးမန်းများကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကကောင်းမွန်စွာထိန်းသိမ်းထားကစေကူတမှုပေးနေတယ်လို့သိရှိရပါတယ်။ ကျမ်းပတ်စစ်တပ်ရဲ့ဝက်လူးနယ်မြေရေစကန်ကိုစစ်ကူအဖြစ်ရောက်ရှိလာတဲ့အကျမ်းပတ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေတိုက်ခိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ရင်းကျန်ခရိုင်နထိုးကြီးမြို့နယ်အတွင်းကအကျမ်းပတ်စစ်တပ်ရဲ့ဝက်လူးနယ်မြေရေစကန်ကိုစစ်ကူအဖြစ်ရောက်ရှိလာတဲ့အကျမ်းပတ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကကိုမြင်းဆောင်အညာမြေစစ်စင်ရေးအဖြစ်နဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ရင်းကျန်ခရိုင်အမှတ်လေးတပ်ရင်းကပြောပါရတယ်။တိုက်ပွဲငယ်များအတွင်အကျမ်းပတ်စစ်ကောင်စီရဲ့တပ်မ88မှဒုတက်ချက်တူလက်ဝဲဖမ်းဆီးရမိခဲ့တယ်လို့ရင်းကျန်ခရိုင်အမှတ်လေးတပ်ရင်းကပြောပါရတယ်။ ိုက်ပွဲတွေအတွင်းအကြံဖတ်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတဦးလက်နက်တွေနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့အဓမ္မစစ်သားစုဆောင်ခံထားရသူနှစ်ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့အတည်ပြုထားပါဗျ။ဒါ့အပြင်တိုက်ပွဲတွေအတွင်းမှာအကြံဖတ်စစ်တပ်က73ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိတယ်လို့ဆိုတာနဲ့ရန်သူအလောင်းတလောင်းကိုတင်စီရမိခဲ့တယ်လို့လည်းငင်းချန်ခရိုင်အမှတ်လေးတရင်ကအတည်ပြုထုတ်ပြန်ထားပါဗျ။တိုက်ပွဲငယ်များအတွင်းအကြံဖတ်စစ်တပ်ထံမှ MA1 တလက် MA3 တလက် G3G62 တောင်း 5.56G 1500တောင်း M9 စနလုံး60မမ8လုံး60မမဒေါက်တခု RPG အဖူး2ဖူး RPG ဘိုးကြီး2တောင်းနင်းမိုင်း14လုံးလက်ပစ်ပုံး7လုံး drone shooter တစ်လက် ကြည်ပေါက်6ပေါက်တို့ကိုတင်စီရမိခဲ့ပါတယ်အဆိုပါကိုမြင့်ဆောင်အညာမြေစစ်စင်ရေးကိုမြင်းကြံခဲ့အမှတ်၄တရင်မြင်းကြံခဲ့အမှတ်၃၀တရင်နဲ့တဒဝူပကဖရိုကပူပေါင်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ နွေဦးတော်လန်၏ကာလအတွင်းကြာဆုံးခဲ့ရသူပေါင်း6813ဦးထိရှိပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ရဲသားပြည်သူတွေကိုတပ်ဖြတ်လျက်ရှိရမှာ2021ခုနှစ် February လကနေ2025ခုနှစ်ဇွန်လ23ရက်နေ့အထိစီးရင်တွေအရကြာဆုံးခဲ့ရသူ6813ဦးထိရှိပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်လိုက်ပါတယ်။ ကြာဆုံးခဲ့ရသူ6813ဦးကိုအမည်နဲ့တကွအတည်ပြုထားနိုင်တာဖြစ်ပြီးတော့ကြာဆုံးခဲ့ရသူတွေထဲမှာအမျိုးသမီးက1662ဦးနဲ့ကလေးငယ်က834ဦးရှိတယ်လို့ ABP စီးရင်တွေအရသိရပါဗျ။ဒါအပြင်အတည်ပြုရန်လိုအပ်ဆဲသေဆုံးမှုတွေက3500ခန့်အထိရှိတယ်လို့လည်း ABP ကအတည်ပြုထားပါဗျ။နိုင်ငံရေးအကျဉ်းသားများကကြီးစောင့်ရှောက်ရေးအသင်း AAPB ရဲ့မှတ်တမ်းပြုစုချက်တွေအရာ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ2025ခုနှစ်ဇွန်လ23ရက်နေ့အထိဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူစုစုပေါင်း29316ဦးရှိပြီးရင်းတို့ထဲမှာ22163ဦးမှာထိန်းသိမ်းခံနေရဆဲဖြစ်ကာအဆိုပါထိန်းသိမ်းခံထားရသူများအနက်1868ဦးကထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ဖော်ပြထားပါတယ်။မတရားပြစ်ဒဏ်ကြာခံရသူတွေထဲက182ဦးကို မတရားတဲ့တေတံချမှတ်ထားတာတွေဖြစ်ပြီးတော့အဲ့ဒီအထဲမှာထောင်နှင်းတေတံ128ဦးနဲ့မျက်ကွယ်တေတံ44ဦးကိုမတရားချမှတ်ထားတာပါ။ဖော်ပြပါကိန်းကနန်းအရေးအတွက်တွေက APB မှကောက်ယူရရှိထားတဲ့အရေးအတွက်ဖြစ်ပြီးညီပြင်းမှာဖြစ်ပွားနေတဲ့အချက်အလက်နဲ့ကိန်းကနန်းအရေးအတွက်တွေကယခုထက်ပိုမိုများပြားနိုင်တယ်လို့ဖော်ပြထားတယ်လို့အချက်အလက်တွေထပ်မံကောက်ယူရရှိလာပါကဆက်လက်ထည့်သွင်းဖော်ပြသွားမယ်လို့ဆိုပါတယ်။အရက်ဖက်ဖွဲ့စည်းရဲ့ခေါင်းဆောင်တွေအရက်သားတွေ တက်ကြွလှုပ်ရှားသူတွေသတင်းသမားတွေ CDM လှုပ်ရှားနေတဲ့ဝန်ထမ်းတွေစတဲ့နယ်ပယ်အသီးသီးကမြည်သူမဆိုဖန်စီထိမ့်သိမ်းတရားဆွဲဆိုခြင်းခံထားရတာတွေနဲ့ညွေဥဒေါ်လန်ရေးကာလအတွင်းကြာဆုံးသွားသူတွေရဲ့အချက်လက်တွေကိုသိရှိပါကနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကိုဆက်သွယ်ဖို့လည်းဖော်ပြထားပါတယ်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမှုန်ရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။စကိုင်းတိုင်းရင်းမာပင်မြို့နယ်ကနောက်ပြတ်မလဲကြီးဒီတော်လန်ရေးလူမှုသပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြတ်မလဲကြီးဒီတော်လန်ရေးလူမှုသပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြကြီးတက်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။သကိုင်းတိုင်းရမပင်မြို့နယ်ကအောင်လန်လှည့်မြီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီ အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြကြီးတက်ခဲ့ကြတာပါ။စကိုင်းတိုင်းရင်းမာပင်မြို့နယ်ကအောင်လန်လှစ်မီဒေါင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဘိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လှစ်မီဒေါင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြကြီးတက်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျာ ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်တကားတော့ဇွန်လ24ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။